တချို့ကပြောလို့ရှိကြတယ်မြန်မာနိုင်ငံမှာရှိတဲ့ဗုဒ္ဓသာသနာဟာလည်းပဲမတန့်စင်ဘူးလို့ဒီလိုပြောတယ်ရသော်ဗျာရဲ့အဆုံးအမတွေကမတန့်စင်ဘူးထေရဝါဒမပြည့်ပြင်ဘူးလို့တချို့သမိုင်းဆရာတွေကဒီလိုဆိုကြတယ်ဘာကြည့်ပြောတာလဲလို့ဆိုလို့ရှိရင်ရှေးကုန်ဗျာပေါ်မှာရှိတဲ့နတ်ယုံတွေတို့တခန်းတွေတို့ဘိုးတော်တွေတို့ဆိုတာတွေကိုကြည့်ပြီးတော့ထေရဝါဒမှာလည်းပဲ အယူအဆတွေရောနေတယ်လို့ဒီလိုသတ်မှတ်ပြီးပြောဆိုနေတယ်။ဒါဟာတည်တည်ချာချာစဉ်းစားမကြည့်လို့ပြောတာ။ကိုယ်ခွေတဲ့ပုဂ္ဂိုလ်ဒီအနေနဲ့ရောတာကတော့သဘာဝပဲ။ဓမ္မအနေနဲ့အဲ့လိုရောထွေးနေတာလုံးဝမရှိဘူး။ခြေရဝါရစစ်စစ်လုံးဝတန်ရှင်းစင်ကြဲတယ်။အေးခြေရဝါရကိုကိုယ်ခွေတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကတော့ရောကောင်းရောလိမ့်မယ်။ဒါကဓမ္မမှာရောတာမဟုတ်ဘူးပုဂ္ဂိုလ်မှာရောတာ။ပုဂ္ဂိုလ်ဆိုတာ tradition ကိုစွန့်ခဲ့တယ်။ ်ဂျမန်နိုင်ငံဟာဘုရားသာသနာမရောက်ခင်ကလက်ကိုပဲတဲ့ဝါရမျိုးအဲ့ဒီဝါရမျိုးကိုလက်ခံပြီးတော့နေခဲ့တဲ့အစဉ်လာတစ်ခုကနေဘုရားသာသနာတော်ရောက်လာတဲ့အခါမှာမြတ်စွာဘုရားရဲ့အဆုံးအမတွေရှင်တဲ့နှလုံးနဲ့ရောက်လာလို့အမှန်သိလာပြီးတော့ဘုရားသာသနာတော်ကိုမျက်မျက်နှလုံးနဲ့ကိုးကွယ်လာခဲ့ကြတယ်အဲ့ဒီကိုးကွယ်လာကြတဲ့ပုဂ္ဂိုလ်ကြီးအချို့အချို့ဟာ ရှိယူဆွေအတွေးတွေကခေါင်းထဲမှာမပြောင်းသေးသည့်အတွက်သာရဗုဒ္ဓရဲ့အဆုံးအမပြင်တခြားဟာတွေကိုမှန်ကန်နေထင်ပြီးတော့အယူဆွေတွေရှိနေတတ်တာကတော့ဒါလောကရဲ့သဘောဝတစ်ခုပဲသို့တော်မြန်မာနိုင်ငံရောက်လာတဲ့ပိဋကတ်တော်ပိဋကတ်30ဤကေငါးပြားတပတ်ခန္ဓာပေါင်း7400ဆိုတာဒီထဲမှာမြည်သည့်ဝါဒမှာရောနှောနေတာမရှိဘူး ဒါတောင်မှတချို့ကရှိသေးတယ်ပိဋကတ်ထဲမှာဟိန္ဒူဝါဒတွေရောနေတယ်လို့ရေးတယ်။ဘယ်ဟာရောတာတုန်းလို့မေးတော့သူတို့ထောက်ပြတဲ့အရာတွေကလုံးဝရှိစရာတွေမျှတာဖြစ်တယ်ပေါ့။ဆိုပါစို့ရှိစရာတခုကပါလဲလို့ဆိုရင်သူတို့ပြောမယ်ဆိုရင်ဘုရားဝါဒထဲမှာမိစ္ဆာဝါဒတွေရောနေတယ်ဆိုတာဟာဒိဋ္ဌိတန်ယုံတို့ဇမဇာလာတုံးတို့ ဒါကဒိဋ္ဌိအကြောင်းတွေကိုခေါ်ပြောတဲ့ဟာတွေဒါဖြစ်တယ်။အဲ့ဒါတွေပါရှိလို့ရောတယ်လို့ပြောနေတာကတော့ရည်စရာတက်တက်ဖြစ်လို့ပြောမမှန်တာကိုမမှန်ဘူးလို့တင်ပြခြင်းအဖြစ်ဒီတရားဟာမမှန်ကန်ဖြစ်သွားတာမဟုတ်ဘူး။မှန်ကန်မှုကိုအလေးထားပြီးတော့အမားကိုလည်းအမားလို့မြင်တတ်အောင်ရှင်းပြခြင်းလားဖြစ်တယ်။အေးနန္ဒကပေတဝုထုဆိုတာကိုထောက်ထားပြီးတော့လည်းပဲ ဒီ30ပုံကဗုဒ္ဓလက်မခံဘူးဆိုပြီးတော့ညမနိုင်ငံမှာထုတ်တဲ့စာအုပ်တချို့ကရေးတယ်။အဲ့ဒါတွေဟာကိုကပြတဲ့တာရကတွေကမမှန်ကန်တဲ့တာရကတွေနဲ့ကိုကပြတကယ်ကျမ်းဂန်ကိုလေ့လာကြည့်မယ်ဆိုရင်တဏ္ဍကဆိုတဲ့ဖြိတ္တာကြီးဟာသူကိုယ်တိုင်မာရွဲ့တဲ့အယူဆတွေကိုယူခဲ့သည့်အတွက်ကြောင့်ဒီလိုမာရွဲ့တဲ့ဝါရလက်ခံကျင့်သုံးခဲ့သည့်အတွက်ကြောင့်ဖြိတ္တာဘဝရောက်လာပါတယ်လို့ပြောတာ ဲ့ဒါဘုရားစာပေတဲ့မှတ်တမ်းတင်ထားတာကိုပဲကြည့်ပြီးတော့ဘုရားဝါဒထဲမှာဟိန္ဒူဝါဒတွေရောနေတယ်လို့ဆိုတာကတော့အလွန်ရည်ရှာကောင်းတဲ့အရာတစ်ခုသာနေဖြစ်တယ်။အဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမတွေဟာတန်ခိုင်းနာ၆တန်တင်ပြီးတော့သန့်စင်ထားသည့်အတွက်ကြောင့်အလွန်ရှင်းလင်းတိကျတယ်။မာယွင်ချွတ်ချော်မှုဟာမရှိသလောက်ပဲဖြစ်တယ်။သို့သောဤကာလရှည်လျားသည့်အတွက်ကြောင့် စကလုံးချူယူရင်းသွားတာတော့မရှိဘူးလို့မပြောလို့ဘူးရှိနိုင်တယ်။ဇမယံခါတချို့နိုင်ငံသားတွေကဒီဆိုပါတော့မြေမတော်အကြောင်းနဲ့ရေးထားတဲ့စာတွေကိုကြည့်ပြီးတော့မြေမတော်ဘယ်မှာလဲဆိုတာမျိုးတွေမေးလံထားကြတယ်ပေါ့မြေမတော်ဘယ်မှာလဲလို့မေးလာတာဘုရားသာသနာတော်မှာမြေမတော်ဟာအဓိကမဟုတ်ဘူး။ဒါတွေက ရှိခိကရှိတဲ့အနေထားတွေမြတ်စွာဘုရားသခင်ကိုရောမြတ်ကလောကမှာသတ်မှတ်ထားတဲ့တောင်းလခုခေါ်ကြခြင်းသာဖြစ်တယ်ဘောဆိုပါစို့တုတ္တဏိပါပါဠိတော်နာလကတုတ်အဖွင့်ကိုကြည့်မယ်ဆိုရင်လူကြီးဟာမြင့်မို့တောင်းခမ်းမမှာရှိတယ်လို့ရေးထားတာဝရိသာနတ်ပြည်ကမြင့်မို့တောင်းထိတ်မှာရှိတယ်အတုရဏဘုံကမြင့်မို့တောင်းအောင်ချိန်မှာရှိတယ်ဆိုတဲ့စကားကိုကြည့်လိုက်ရင် လူပြင်ဟာမြင်းမတော်ခမ်းမမှာရှိတယ်ဆိုခပန်းမှာရှိနေတယ်ဆိုတဲ့စကားကြည့်လိုက်တာနဲ့ပဲမြင်းမတော်ဟာရှားနေစရာလိုသေးလားလူပုံနဲ့ဆက်ဆက်နေတဲ့အတန်ကြီးမားတဲ့ဒီကဘာချူကြီးဒီပင်လေအမြင့်ဆုံးနေရာဟာမြင်းမတော်တော့ယူဆမယ်ဆိုရင်ယူဆနိုင်စရာရှိတဲ့အရာဖြစ်တာမဟုတ်သမန်ပဂတိမြင်ရတဲ့တောင်ကလေးတွေကိုလိုက်ရှာလို့ရတော့ဘယ်လိုနည်းနဲ့မှတွေ့မှာမဟုတ်ဘူးပေါ့ အေးဒီပြဿနာကအရေးကြီးတာမဟုတ်ဘူးမြတ်စွာဘုရားရဲ့အဆုံးအမတွေမှာသစ္စာ၄ပါးကိုဖခင်ရှင်းပါလို့ဆိုတာတွေကဒါတွေကတော့အလွန်အရေးပါတယ်တရားမြတ်တွေကဖြစ်တယ်ဒါတွေနဲ့ပတ်သက်ပြီးတော့သောတကတက်နိုင်တာဘယ်သူမှမရှိဘူးတော့ကလူသားတွေအကျိုးပြုဖို့အတွက်မြတ်စွာဘုရားလည်းခင်ကိုရမရဖခင်ရှင်းပါဆိုတဲ့အနှစ်သာရရှိတဲ့တရားကိုဟောကြားဆုံးမထားလို့ ဆွေငယ်ရှိပါဆိုတဲ့ဒီဓမ္မဟာလောကသားတွေအတွက်ခဏလိုက်နိုင်ခဏအကျိုးရှိပြီးတော့လောကကိုအကျိုးပြုနေတော့မှဖြစ်တယ်။မကန်တဲ့အလင်းရောင်တစ်ခုကိုမြတ်စွာဘုရားရဲ့ဓမ္မတွေကပေးအပ်နေဆဲပဲဖြစ်တယ်ပေါ့။ရတာမရတာကမြတ်စွာဘုရားတရားနဲ့မဆိုင်ဘူး။တုတ်သူရဲ့ပုဂ္ဂိုလ်တွေနဲ့သာသက်ဆိုင်မှုရှိတယ်ပေါ့။